မင်္ဂလာပါကံလမတက်အရှုံးမပေးဆိုတဲ့ကောင်းစဉ်လေးနဲ့ပြောမှာဖြစ်ပါတယ်အဝင်းကျင်ကိုယ်နဲ့ပတ္တယပတ္တကြောင်လောကထဲမှာနေတဲ့အခါကျတော့အဆင်ပြေတယ်ဆိုတာတော့အမြဲကြုံရမှာမဟုတ်ဘူးကုမိသားစုအချင်းချင်းတောင်းသဘောထားချင်းတိုက်ဆိုင်တယ်ဆိုတာအမြဲဖြစ်နေတာမဟုတ်တော့အဆင်မပြေမှုဆိုတာတခုမှမဟုတ်တခုတော့တွေ့နေမှာပဲ နောက်ကိုယ်နဲ့ပတ်သက်တဲ့ပတ်သက်ရတဲ့သူတွေထဲမှာကိုဆရာသမားရှိမယ်ကိုမိဘရှိမယ်ကိုလေးစားရတဲ့သူရှိမယ်ကိုအလုပ်ထဲကကိုထက်အရာရောက်တဲ့သူကိုကကြည့်ရတဲ့သူပေါ့သူမျက်နှာကြည့်နေရတာအဲ့လိုခါမျိုးမှာအထက်လူကြီးတွေရဲ့ဆုံးမမှုလည်းရှိခြင်းရှိမယ်ဤနိုင်မှုလည်းရှိခြင်းရှိမယ် နောက်ပြီးတော့ကိုယ့်ရဲ့ယုံကြည်ချက်ကိုယ့်ရဲ့ခံယူချက်တွေကိုပြင်ပတာမြင်တာတွေလည်းလောက်ကောင်းလုပ်မယ်။ကောင်းတာအကြံပေးတယ်ဆိုလို့ရှိရင်လက်ခံရမယ်။ကလန်းမတိုက်ရအောင်။ကလန်းတိုက်တဲ့ဉာဏ်နာကလန်းတိုက်တဲ့စကားတချို့ကလွယ်လွယ်လေးပြောတတ်တယ်။အဲ့တော့အဲ့လွယ်လွယ်လေးပြောတတ်တဲ့လူစားမျိုးကသူကနည်းနည်းလေးမှမခံတဲ့သူမျိုးပေါ့။ စကားနည်းနည်းဆုံးမလိုက်တဲ့စကားကိုတော့မှပြန်ပြီးတော့မကျင်တတ်တဲ့မျိုးလုံးနဲ့ပြန်ကြည့်တာတို့နောက်ပတ်ခနဲ့စကားကိုလွယ်လွယ်ပြန်ပြောလိုက်တာတို့ကလန်တိုက်တယ်လို့ခေါ်တယ်အဲ့လိုမျိုးကလန်တိုက်စံချဘပြန်လုံတော့အကျိုးမရှိဘူးလူမုံသွားတယ်အဲ့မုံသွားတာကိုကိုကသူကမုံတာသူကစမုံလိုက်တာမဟုတ်ဘူးကိုကဟိုတကယ်မုံစရာကောင်းနေတာ ကိုယ့်ရဲ့အပြောကိုယ့်ရဲ့အနေ ကိုယ့်ရဲ့အလုံးဘယ်နည်းနည်းလေးမှမငုံခံတယ်ဆိုတာမှမရှိတာဘူးတဘာဝတရားအမှန်တရားတစ်ခုကဆရာဆိုရင်လေသူဆုံးမလိုက်တဲ့အချိန်မှာနားထောင်လွယ်တယ်ရင်ကျေးတယ်ဆိုတဲ့တပည့်မျိုးပဲချက်တာအနန္တခံတဲ့သူကိုပဲချက်မှာပေါ့ကိုအထက်ကနေနေတဲ့သူတွေဥစ္စာကိုအောက်ကလူကိုအောက်ကလူကိုပြန်ပြီးတော့ ချော့နေရမယ်ပုံစံမျိုးတော့ဘယ်သူမှမနေတာအမှန်ပဲမိပါလဲဒီတိုင်းပဲဆရာသမားလည်းဒီတိုင်းပဲအလုပ်ရှင်လည်းဒီတိုင်းပဲပေါ့ကိုယ်အထက်ကရှိတဲ့သူဆိုတော့ तू ကငကိုတဲ့ကိုကအထက်မှာနေနေတယ်ဆိုတော့ကိုကနားလဲရမယ်သူတို့ပြောတာမခံနိုင်ဘူးဆိုလို့ရှင်မလုံနေတော့ပေါ့အတူမနေတော့ကြောနေပေါ့ဒါပဲရှိတယ်ကိုဘာသာကိုရက်တင်နိုင်ကိုဆရာလုံးနိုင်လို့ဒါပေမဲ့လောကကြီးထဲမှာက အချင်းချင်းယိုတင်မှုဆိုတဲ့တရားနဲ့သွားနေကြရတာဖြစ်တဲ့အတွက်ကြောင့်အောင်မြင်တဲ့သူတွေဟာကလမတိုက်ဘူးအစဉ်ပြေပြေလေးပဲနေပေးတယ်ဒါပေမဲ့ကိုဖြစ်ချင်တဲ့အရာကိုလည်းအကောင့်ထဲပေါ်သွားတယ်ပညာရှိသောနေဖြင့်ပါဏတ်တော်နေဖြင့်အကောင့်ထဲပေါ်သွားတယ်စတဲ့ဘက်လုံးလို့ဘာလက်လာပါမှလည်းတိုးမလာဘူးဘာကုန်သိခါမှလည်းတက်မလာဘူးစတဲ့ဘက်လုံးတဲ့သူတွေအကောင့်လုံးကြာရှုံးတာပဲ လူမုံသွားတယ်အထက်လူကြီးမုံတယ်အမိပါမုံတယ်ဆရာကမုံတယ်ဆိုရင်ဘာအခွင့်အရေးမှမရှိတော့ဘူးအခွင့်အရေးတွေအကုန်ပိတ်သွားတာပဲတငယ်ချင်းတွေနဲ့ဆက်ဆံတဲ့နေရာမှာလည်းဒီအတိုင်းပဲတပတ်သူမုံအောင်တခါတလေကြရင်တပတ်သူကမုံလို့ပေါ့စိတ်ညစ်တယ်ဆိုတဲ့အရာမျိုးတွေပြောပေမဲ့ကိုယ်ကလည်းမုံအောင်မျက်နှာထားမုံစေတဲ့စကလုံးဒါမျိုးတွေလုံနေတာတွေလည်းပုဂ္ဂိုလ်ကိုလည်းဆင်ခြင်တဲ့အဲ့တော့ဘုန်းကြီးတို့ဆိုဒီလိုမျိုးနေနေရတာပဲ ကိုယ်နဲ့ပြဿနာမဖြစ်အောင်ပြဿနာလုပ်တဲ့သူကိုတောင်မှကိုကစပြီးလှုပ်လိုက်တဲ့ပြဿနာမဖြစ်အောင်တတိနဲ့နေရတာအဲတတိနဲ့နေပါမှကိုကနေပြီးတော့ကလန်းတိုက်လိုက်တဲ့ပုံစံမျိုးသူ့အခွင့်အရေးသူ့အချိန်ဒါတွေကိုအနောက်ရှက်ပြလိုက်တဲ့ပုံစံမျိုးမလုပ်ဘူးလေအဲ့လိုမျိုးနေတဲ့အခါကျတော့ကိုလှုပ်ချင်တာလည်းလှုပ်လို့ရတယ်နောက်လူမုံမရှိတဲ့အနေထားမျိုးနဲ့နေလို့ရတယ်အဲ့လိုမျိုးဖြစ်ဖို့ဆိုတာကိုယ့်ဘက်မှာအများကြီးမူတည်တယ်လို့ပြောချင်တယ် ဒါကြောင့်အောင်မြင်ခြင်းလည်းဆိုလို့ရှိရင်တော့မဟုတ်အစဉ်ပြေစွာယက်တည်ခြင်းလည်းဆိုလို့ရှိရင်လောကနဲ့ဆန့်ကျင်ဘက်တွေမလုပ်ပါနဲ့ပြီးတော့ကိုယ်ရည်ဝဲချက်ကိုတော့ကိုယ်စိတ်ထဲမှာလည်းကိုထားပြီးတော့တနေ့တလံပကံပဲ၍မလဲအဆက်မပြတ်စူးစမ်းသွားပြီးတော့ရောက်အောင်လှမ်းသွားတိတ်ဆိတ်စွာနဲ့ကိုယ်ရည်ဝဲချက်ကိုအကောင့်ထဲပေါ်သွားတာအဲ့ဒါမှကိုလုတ်တဲ့အလုပ်တွေအောင်မြင်တာတော့ကဘာသူကဘာသားအပေါင်းလောကနဲ့အဆင်ပြေအောင်နေထိုင်နိုင်ပြီးတော့အောင်မြင်ပါစေလို့ဆုတောင်းပေးပါတယ် ကျမ်းမှချမ်းသာကြပါစေ